လေးမျိုးမှာပထမဆုံးစိုက်ထူလိုက်တဲ့ဗိုလ်ချုပ်ကြည်ယုတ်ဖွံ့ဖွဲချိန်မဲ့အဖြစ်လူငယ်တွေအတွက်အလွတ်တန်းဘောလုံးအကစားပြိုင်ပွဲပြုလုပ်သွားပါတယ်ဒီသတင်းကိုတော့ဒေါ်လေးလေးမွန်ကပေးပို့ထားပါရဲ့ရှင်ဖေဖော်ဝါရီ23ရက်2019မှာဖွင့်လှစ်မဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးတွန်းရုပ်ထုဖွင့်ပွဲအထိမ်းအမှတ်ဖြင့်ဇန်နဝါရီလ9ရက်နေ့ကကလေးမျိုးရွှေပုံသာဖျားကြီးအာကစားခွင့်မှာလူငယ်တွေအတွက်ဘောလုံးပြိုင်ပွဲကျင်းပခဲ့ပါတယ်။အာကစားမှာအချိန်များများပေးနိုင်တဲ့အတွက်အခြားဘက်ဒီမှာမူရစေဝါတော်၎င်းအခြားသောအကျိုးမရှိမဲ့ကိစ္စတွေမှာ အချိန်နှဲသွားမယ်ပေါ့အားကစားဘက်ကိုအချိန်ပေးနိုင်မယ်အဲ့တော့များများလှုပ်ချင်တယ်ပုံမှန်တိုင်းတော့ကျွန်တော်တို့ကရွှေဘုံသားတပေါင်းပွဲမှာကျွန်တော်တို့က U21 ဆိုပြီးတော့လှုပ်ပေးဖြစ်တယ်ကလေးမျိုးမှာရှိတဲ့မျိုးမီမျိုးဖာတွေကနေဘ ෝජ ုတ်ကျေးရုံနဲ့အာဇာနည်ကျောက်တိုင်ဖြစ်မြောက်ရေးအတွက်စီစဉ်ရင်ကလေးတွေအတွက်ပါအခုလိုပြုလုပ်ပေးကြတာဖြစ်ပါတယ်။ဘ ෝජ ုတ်စံကျေးသွန်းရုပ်ထုဖွင့်ပွဲမှာဘောလုံးအသင်းပေါင်း32သင်းဝင်ရောက်ရှင်ပြန်ကစားမှာဖြစ်ပြီး အသင်းကို9ရောက်စီနဲ့ဂိုးလက်ကစားနည်းကိုအသုံးပြုသွားမှာဖြစ်ပါတယ်။အလွတ်တန်းဘောလုံးကစားပွဲဖြစ်ပြီးကစားပွဲတိုင်ကိုလည်းကလေးမျိုးလက်ရွေးစင်အားကစားသမားတွေကတာဝန်ယူသွားမှာဖြစ်ပါတယ်။နိုင်ငံတော်အတော်မှာအဆက်မပြတ်ဆောင်ရွက်ပေးရမယ့်လုပ်ငန်းကိစ္စတွေဖြစ်ပါတော့လဲပဲဒါတာဝန်ရှိတာဝန်သိတဲ့လူတွေရနေပြီးတော့မှဒီလိုအားကစားကိုအထူးသဖြင့်ပေါ့ဒါတကဘာလုံးကခရစ်စီဖြစ်တဲ့ဘလုံးအားကစားကိုဒါလူများပါဝင်ကစားနိုင်တဲ့ဘလုံးကစားနည်းကိုဒါ ပြန်ဝဲဖြစ်ကျင်းပပြတဲ့အတွက်ဒါအမတန်ကောင်းတဲ့ကိစ္စပါဒီအာဂါဇာကိစ္စကနိုင်ငံတစ်ခုအတွက်ဘယ်လောက်ထိအရေးကြီးတယ်ဆိုတော့အာဂါဇာကိစ္စကနိုင်ငံအတွက်ငွေငွေမရနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်ပေမဲ့လို့လုပ်ငန်းတစ်ခုဖြစ်ပေမဲ့နိုင်ငံရဲ့ပုံရိပ်နိုင်ငံရဲ့ image တွေဟာအာဂါဇာကဏ္ဍဘယ်လောက်ဖွံ့ဖြိုးတိုးတက်တယ်အာဂါဇာကိုလူထုဘယ်လောက်စိတ်ဝင်စားတယ်ဆိုတော့ရဲ့ပုံမှာနိုင်ငံရဲ့ပုံရိပ် image ကိုပြရတာပါ ကလေးမျိုးတဲ့ဗိုလ်ချုပ်ကျေးသွန်းရုပ်ထုဆောက်လုပ်ဖို့အတွက်2015ခုနှစ်ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ဗိုလ်ချုပ်ရာပြည့်ပွဲပြီးကြန့်ရှိနေသေးတဲ့ရန်ကုန်ငွေတွေနဲ့ဆက်လက်ပြုလုပ်ကြတာဖြစ်ပြီးကလေးမျိုးမျိုးတော်ခမ်းမအနီမှာရုပ်ထုကိုထားရှိမှာဖြစ်ပါတယ်။အခုစိုက်ထူတဲ့ဗိုလ်ချုပ်အောင်ဆန်းကျေးသွန်းရုပ်ထုဟာစနစ်ပေခန့်မြင့်ပြီးတော့ကလေးမျိုးသမိုင်းမှာပထမဆုံးစိုက်ထူမဲ့ရုပ်ထုလည်းဖြစ်တယ်လို့သိရပါတယ်ရှင်။ကျွန်မလေးလေးမုံပါ။